အီရန်ရဲ့အပြစ်ခတ်ရစေးရေးကြောင့်အီရန်အစိုးရကိုပြည်သူတွေဆန့်ကျင်ပြီးအီရန်နိုင်ငံရေးသမားတွေက အစ္စရေးကိုနှစ်တရာလောက်နလန်မထူနိုင်အောင်လှုပ်ပစ်ဖို့တောင်းဆိုစစ်ပွဲကနှစ်ပေါင်းများစွာပြင်းပြင်းထန်ထန်တိုက်ခိုက်လာတာကြောင့်နှစ်ဖက်စလုံးဟာဘာလုံးနေလဲဆိုတာကိုတော့မသိတော့တဲ့အခြေအနေမျိုးရောက်နေပြီလို့ဆဲဆိုတဲ့စကားတွေနဲ့တုံတုံပြောဆိုခဲ့တာကိုအားလုံးသိလောက်ပြီးဖြစ်မှာပါ American သမ္မတတအူးအနေနဲ့နိုင်ငံတော်ရုံမြင့်တန်ကြားမှာပထမဆုံးအကြိမ်ဖြစ်ဆဲဆိုခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒါသူတကယ်ကိုစိတ်မထိန်နိုင်အောင်ဒေါသထွက်နေတာကိုပြသနေတာပါ။နောက်ပြီးသူအနေနဲ့ဒီပရိပကတ်အပေါ်ဘလောက်ထိစိတ်နစ်ထားတယ်လဲဆိုတာကိုပါမြင်လိုက်ရပါတယ်။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့အစ္စရေးနဲ့အီရန်ကြားကအပြစ်ခက်ရစေးရေးသဘောတူညီချက်ကြောင့်ပါ။ထရမ်ကအပြစ်ခက်ရစေးရေးကိုကြီးညာခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲသဘောတူညီချက်ပြည့်စည်တော်မလို့ဖြစ်ခဲ့ပါတယ်။ဒီအခြေအနေတွေကြောင့်ပဲထရမ်ဒေါသတကြီးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ကိုနားလည်ဖို့အတွက် အချိန်နောက်ပြန်လှည့်ပြီးဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်ကြရအောင်ပါယမန်နေ့ကအရှေ့ပိုင်းစံတော်ချိန်ညနေ6နာရီလောက်မှာထရမ့်ကအစ္စရေးနဲ့အီရန်တို့ဟာအပြစ်ခတ်ရက်စဲဖို့သဘောတူခဲ့ပြီလို့ကြေညာခဲ့ပါတယ်ဒါပေမဲ့ဒီကြေညာချက်ဟာချက်ချင်းပဲအငင်းပွားပွေရာဖြစ်လာခဲ့ပါတယ်ထရမ့်ရဲ့ကြီးညာချက်အပြီးမိနစ်ပိုင်းအကြာမှာပဲ CNN ကအီရန်အစိုးရအကြီးတန်းအရာရှိတဦးကအပြစ်ခတ်ရက်စဲရေးအဆိုပြုချက်မရှိခဲ့ဘူးလို့ပြောကြားခဲ့ကြောင်းသတင်းပို့ခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်မိနစ်ပိုင်းအကြာမှာပဲ Writer သတင်းဌာနက အီရန်ဘက်ကအပြစ်ခက်ရစေးရေးကိုအတီးပြူကြောင်းတရင်တက်ဖို့ကဲ့လို့အချိန်ဤကရှုပ်ထွေးသွားပါတယ်ဒီလိုရှုပ်ထွေးမှုတွေကြားမှာအီရန်ဘက်ကလူမှုကွန်ရက်အကောင့်တွေဟာအပြစ်ခက်ရစေးရေးတရင်ကြောင်းအကြီးအကျယ်ဒေါသထွက်ပြီးတုံ့ပြန်ခဲ့ကြပါတယ်နာမည်ကြီးအီရန်ဝါဒဖြန့်သူတဦးကအီရန်သမရနဲ့နိုင်ငံခြားရေးဝန်ကြီးကိုတစ်ဆက်ပေါက်တွေးလို့ဆဲဆိုပြီးခဏအကြာမှာဖျက်ပစ်ခဲ့ပါတယ်အလားတူပဲတခြားအီရန်နိုင်ငံသားတွေကလည်းအပြစ်ခက်ရစေးရေးကိုသဘောတူတဲ့ဒူတိုင်းဟာတစ္ဆပေါက်တွေဖြစ်ပြီး အီရန်ရဲ့ခေါင်းဆောင်ကြီးကသူတို့ကိုကွပ်မျက်လိမ့်မယ်လို့ဒေါသတကြီးရေးသားခဲ့ကြပါတယ်။ဒီတုံ့ပြန်မှုတွေဟာအီရန်ဘက်ကအစ္စရေးကိုအပြင်းထန်ပြန်မတိုက်ခိုက်တာကိုမကြည်နက်တဲ့အတွက်ဖြစ်ပေါ်လာတာပါ။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်စစ်ခေါင်းဆောင်တွေနဲ့ကလေးတွေတိုက်ဆုံခဲ့ရပြီးနောက်အီရန်ဘက်ကနောက်နှစ်တရာလောက်နလန်းပြမထူနိုင်အောင်ဖြည့်ဆည်းပြစ်မယ်လို့တောင်ပြောဆိုခဲ့ကြပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအီရန်စံတော်ချိန်မနက်၄နာရီမှာရပ်တန့်ပေးမယ်ဆိုရင် တို့ရဲ့တုံ့ပြန်မှုကိုရပ်တန့်ပေးမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ထရမ့်ရဲ့ကြေညာချက်ပြီးနောက်မှာအစ္စရေးကတီဟီရန်မြို့အတွင်းကိုအကြီးဆုံးနဲ့အပြင်းထန်ဆုံးတိုက်ခိုက်မှုကိုဆင်နွှဲခဲ့ပါတယ်။ဒါကအပြစ်ခက်ရစဲရေးသဘောတူညီချက်ကြေညာပြီးမှလွတ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုဖြစ်ပေမဲ့ကပ်ပြီးပြောရရင်တော့သဘောတူညီချက်စတင်အသက်မဝင်ခင်လေးမှလုတ်ခဲ့တာပါ။ဒါဟာငင်းချင်းကြီးရဲ့သဘောတဘာဝကိုရှင်းရှင်းလင်းလင်းချိုးဖောက်တာဖြစ်ပြီးထရမ့်ရဲ့ဒေါသကိုထွက်စေခဲ့တဲ့အဓိကအချက်လည်းဖြစ်ပါတယ်။ အပြစ်ခက်ရစရည်သဘောတူညီချက်ကြေညာပြီးနောက်မှာတော့အီရန်နဲ့သက်ဆိုင်တဲ့လူမှုကွန်ရက်အကောင့်တွေဟာဒေါသတကြီးတုံ့ပြန်ခဲ့ကြပါတယ်။နာမည်ကြီးအီရန်ဝါဒဖြန့်သူတဦးကအီရန်သမ္မတနဲ့နိုင်ငံခြားရေးဝန်ကြီးကိုတစ်ဆက်ဖောက်လို့ဆွဆွဲခဲ့ကြပါတယ်။ဒီလိုတုံ့ပြန်မှုမျိုးကတဦးတည်းစီကမဟုတ်ပဲအီရန်နိုင်ငံသားအများပြားစီကထွက်ပေါ်ခဲ့ပါတယ်။သူတို့ဟာအီရန်ကအစ္စရေးကိုလုံလုံလောက်လောက်ပြန်မတိုက်ခိုက်ခဲ့ဘူးလို့ခံစားခဲ့ရလို့ဒေါသထွက်နေကြတာပါ။ အီရန်နိုင်ငံသားဝင်ကြီးကစစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းဖို့ဆုံးဖြတ်ချက်ကိုနောက်မှချမယ်လို့ပြောခဲ့ပြီးသူစကားကအီရန်စံတော်ချိန်မနက်၄နာရီမှာစစ်ပွဲပြီးဆုံးမယ်လို့အရေးအမွက်ပြောနေပါတယ်။သို့တော်လည်းသမ္မတထရန့်မြေကြီးညာချက်အပြီးမကြခင်မှာပဲအစ္စရေးကတီဟီရန်မြို့မှာ၁၂ရက်ကြာစစ်ပွဲအတွင်းအပြင်းထန်ဆုံးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာအပြစ်ခတ်ရဲစေးရေးစတင်အကျိုးမတက်ရောက်ခင်လှုပ်ဆောင်ခဲ့တဲ့အတွက်နည်းပညာအရချိုးပေါက်တာမဟုတ်ပဲငြင်းချင်းရေးသဘောတူညီချက်ရဲ့ရည်ရွယ်ချက်ကိုစန့်ကျင်နေတယ်လို့ဆိုပါတယ်။ ီလိုတိုက်ခိုက်မှုတွေကြောင့်အီရန်ကဒေါသထွက်ခဲ့ပြီးညပိုင်းမှာဒုံးကျည်လိုင်း6ကျိန်နဲ့အစ္စရေးမျိုးတွေကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအထက်ကဒုံးကျည်တစ်စင်းဟာအဆောက်အုံတစ်ခုကို ထိမှန်ပြီးလူ၄ဦးသေဆုံးခဲ့ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားကအပြစ်ခက်ရက်စေးကြီးဟာရှုတ်ထွေးပြီးသဘောတူထားတဲ့အချိန်စရထက်ပိုကြာခဲ့ပါတယ်။သမ္မတထရမ့်ကအပြစ်ခက်ရက်စေးကြီးကိုထိန်းသိမ်းဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမိနစ်တွေအထိဒုံးကျည်တွေကတော့ပြန်တန်းနေခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတော့အီရန်နိုင်ငံခြားရေးဝန်ကြီးပြောခဲ့တဲ့အပြစ်ခတ်ရစရေးစတင်ချိန်ဟာအီရန်စံတော်ချိန်မနက်၄နာရီမဟုတ်တော့ဘဲနဲ့မနက်9နာရီဆိုပြီးရွှေ့လိုက်တာကိုစတင်ခဲ့တယ်ဆိုတာလူတိုင်းကမြ мян ဆန်ဆန်ပဲသဘောပေါက်ခဲ့ကြပါတယ်။ဒါဟာနိုင်ငံခြားရေးဝန်ကြီးပြောခဲ့တဲ့အချိန်ထက်၄နာရီလောက်နောက်ကျနေတာပါ။ဒါကတိုက်ခိုက်ဖို့အတွက်အချိန်ဆွဲတယ်ဆိုတာရှင်းပါတယ်။အရှေ့ပိုင်းစံတော်ချိန်ည12နာရီထိုးကနီလာချိန်မှာတော့အီရန်ဘက်ကပြန်လည်လက်တုံ့ပြန်လာပါတယ်။ ည10နာရီမှာအီရန်ကပထမဆုံးဒုံးကျည်အမြောက်အများကိုစတင်ပစ်ခတ်ခဲ့ပါတယ်။နောက်ထပ်2နာရီအတွင်းမှာအစ္စရေးမျိုးတွေကိုဒုံးကျည်တိုက်ခိုက်မှုလိုင်း6ကြိမ်အထိပစ်ခတ်ခဲ့ပြီးတချို့တိုက်ရိုက်တိမှန်တာတွေကတော်တော်ကြီးကိုအပြည့်အစည်များသွားပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းဘီယာရှေဖာမျိုးတောင်ပိုင်းမှာရှိတဲ့ခုနှစ်ထပ်တိုက်တစ်ခုကိုဒုံးကျည်တစဉ်တိုက်ရိုက်တိမှန်ခဲ့ပါတယ်။နောက်ဆုံးရသတင်းတွေအထိတော့တိုက်ဆုံးသူ၄ဦးရှိတယ်လို့အတည်ပြုထားပါတယ်။အပြည့်အစည်တွေကတကယ်ကိုဆိုးရွားပါတယ်။ ဗီဒီယိုဖိုင်တွေမှာတွေ့မြင်ရတဲ့အတိုင်းလူအများအပြားဟာအပျက်စီးတွေအောက်မှာပိတ်မိနေပြီးတော်တော်များများကတော့သူတို့ရဲ့အိမ်တွေကိုဆုံးရှုံးခဲ့ရပါတယ်။အခုအချိန်မှာကေဆေရေးအဖွဲ့တွေဟာအပျက်အစီးတွေကိုတူးဖော်ပြီးကေဆေရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေပါတယ်။ပောက်ကွဲမှုကြောင့်ဖြစ်လာတဲ့အပျက်အစီးတွေဟာစီးပွားရေးလုပ်ငန်းတွေ၊ဘတ်စကားတွေနဲ့ကားတွေကိုဖျက်ဆီးပစ်ခဲ့ပြီးပောက်ကွဲတန်ဟာအဆောက်အုံတော်တော်များများကိုပါတက်ရောက်မှုတွေရှိနေပါတယ်။အရေးပေါ်ကေဆေရေးဝန်ထမ်းတွေဟာ တိတ်ဆုံးသူအရေးအတွက်ကိုအတိအကျသိဖို့ရည်တွက်နေတော့မှာအဆောက်အုံရဲ့ဘေးဘက်မှာတတုဇတွေနဲ့ပြည်နေပါတယ်။ညီအောင်ဘုံကိုကျင်းတွေပါလုံးဝပျက်စီးသွားတာဟာဒုံးကြီးတွေကလူနေရက်ွက်တွေကိုထိမှန်တဲ့အခါဘယ်လောက်တိတ်ဆုံးထိခိုက်မှုဘယ်လောက်များပြားသလဲဆိုတာကိုပြသနေပါတယ်။နေရန်တွေမရှိတော့ဘဲမျက်နှာချက်တွေပြိုကျပြီးပရိဘောဂတွေအကုန်ကျမ်းပြင်ပေါ်ရောက်နေတာကလုံးဝအိမ်မဆိုးတစ်ခုလိုပါပဲ။ဒီတိုက်ခိုက်မှုပြီးချိန်မှာလူတိုင်းကအစ္စရေးကပြန်လဲလက်တုံးပြန်လိမ့်မယ်လို့ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူဤတဲ့ခေါင်းဆောင်တို့ရဲ့ဆုံးဖြတ်ချက်ကြောင့်အစ္စရေးဟာဒီတိုက်ခိုက်မှုအပေါ်ကိုပြန်လည်တုံ့ပြန်ခြင်းမရှိပါဘူးဒီနေရာမှာမှတ်သားစရာတစ်ခုကအီရန်ရဲ့ဒုံးကျည်အများစုဟာသဘောတူထားတဲ့အပြစ်ခတ်ရဲစေးရေးစတင်ချိန်အရှေ့ပိုင်းစံတော်ချိန်ည12နာရီမတိုင်ခင်ပြစ်ခတ်ခဲ့တာပါတိုက်ခိုက်မှုအများစုကနောက်ဆုံးစက္ကန့်တွေမှာလာခဲ့တာဖြစ်ပြီးတချို့ကည17နာရီ44 17နာရီ55လောက်မှာဖြစ်ခဲ့ပါတယ်လေရင်ပြန်တမ်းမှုအခက်အခဲ နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့လေရင်တစင်းဟာ Taylor Swift နဲ့အခြားမျိုးတွေစီဒုံးကြီးအများကြီးကောင်းကင်မှာဝဲနေတာကြောင့်လေထဲမှာပတ်နေခဲ့ရပါတယ်။ဒါကြောင့်လေရင်ဟာ Israel လေပိုင်နဲ့ထဲကိုဝင်လို့မရခဲ့ပါဘူး။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲအရာအလုံးပြည့်စုံသွားပြီးလေရင်ဟာ Taylor Swift ကိုဘေးကင်းစွာဆင်းသက်နိုင်ခဲ့လို့ဘာမှဆိုးရွားတာမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာသတင်းတစ်ခုရခဲ့ပါတယ်။ Iran ဒုံးကြီးတစည်းဟာအပြစ်ခက်ရဲစေးရေးစတင်ပြီး6မိနစ်အကြာ ည12:06မိနစ်မှာအစ္စရေးနေမြေတဲကိုဖျက်ကျော်ဝင်ရောက်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဘာမှမဖြစ်ခဲ့ပါဘူး။အစ္စရေးကဒုံးကျည်ကိုဖျက်ဆီးနိုင်ခဲ့ပြီးအီရန်ကဒီဒုံးကျည်ကိုည12:00မတိုင်ခင်ကပစ်ခတ်ခဲ့တာဖြစ်လို့အပြစ်ခတ်ရဲစဲရေးကိုချိုးဖောက်တာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။သမ္မတထရမ့်ကလည်းအပြစ်ခတ်ရဲစဲရေးကအကျိုးသက်ရောက်နေပြီးချိုးဖောက်ခြင်းမပြုပါနဲ့လို့ကြေညာခဲ့ပါတယ်။ဒီကြညာချက်ထွက်လာပြီးနိုင်အနေငယ်အကြာမှာပဲတဖက်ဖက်ကနေအပြစ်ခတ်ရဲစဲရေးကိုချိုးပေါက်ခဲ့ပါတယ်။ မနက်3:30မိနစ်မှာအစ္စရေးကအီရန်ဟာအစ္စရေးနယ်မြေစီကိုနောက်ထပ်ပေတိန်ဒုံးကျည်တွေထပ်မံပစ်ခတ်လိုက်တာကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာခုနှစ်ကြိမ်မြောက်ဒုံးကျည်တိုက်ခိုက်မှုလှိုင်းပါ။ဒီဒုံးကျည်တွေသာအစ္စရေးနယ်မြေတဲကိုဝင်ရောက်လာရင်အပြစ်ခတ်ရဲစေးရေးပြက်စီးပြီးစစ်ပွဲကပြန်ဆပါလိမ့်မယ်။ကံကောင်းစွာနဲ့ပဲသူတို့အစ္စရေးနယ်မြေတဲကိုဝင်ရောက်ခဲ့ပေမဲ့အစ္စရေးကအားလုံးကိုဖျက်ဆီးနိုင်ခဲ့လို့ဘာပျက်စီးမှုမှမရှိခဲ့ပါဘူး။ဒါပေမဲ့ချိုးဖောက်မှုကတော့ရှိခဲ့ပြီး အစ္စရေးကပြန်လက်တုံ့ပြန်မယ်လို့ကတိပေးခဲ့ပါတယ်။အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အီရန်လေပိုင်နက်စီစတင်ပြန်တန်းလာပြီးအပြစ်ခက်ရက်စဲကြီးဟာပျက်စီးတော့မလို့ဖြစ်ခဲ့ပါတယ်။ဒီအချိန်မှာသမ္မတထရမ့်ကသူပါမရတော့မယ်ဆိုပြီးကြားဝင်လာပါတော့တယ်။သူဒီအချိန်တွေကိုလိုက်ကြည့်နေတယ်လို့ကျွန်တော်ယုံကြည်ပါတယ်။သူကအစ္စရေးဘုံတွေမကျေချဖို့နဲ့မင်းတို့ချလိုက်ရင်ဒါဟာအကြီးအကျယ်ချိုးဖောက်မှုပဲလို့ဆိုတာလေယာဉ်မှုတွေကိုအိမ်ပြန်ခေါ်လိုက်တော့လို့ပြောခဲ့ပါတယ်။ နောက်ထပ် post တစ်ခုမှာတော့အခြေအနေကိုပိုပြီးတည်ငြိမ်သွားအောင်သူကထပ်မံရေးသားခဲ့ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှာမဟုတ်တော့တယ်လို့လေရင်တွေအားလုံးလည်းလှည့်ပြန်တော့မှာပါ။အားလုံးစိတ်ချရပါပြီ။ဘယ်သူမှဒဏ်ရာရမှာမဟုတ်တယ်လို့အပြစ်ခက်ရဲစဲရေးကအကျိုးသက်ရောက်သွားပါပြီ။ငါပြောတာကိုဂယူဆိုင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ရေးခဲ့ပါတယ်။တမနာထရမ့်ဒီလိုဝင်ရောက်ပြောဆိုရတဲ့အကြောင်းအရင်းကအီရန်ကကာတာကို ပြောပြခဲ့ပြီးကာတာကနေတဆင့်အမေရိကန်ကိုသတင်းပေးခဲ့တာကြောင့်ပါ။ အီရန်အစိုးရအတွင်းကတဘုံငယ်အဖွဲ့တစုကဒုံးကျည်တွေကိုပြစ်ခတ်ခဲ့တာဖြစ်ပြီးအခုတော့သူတို့ထိန်းချုပ်ထားတယ်လို့အီရန်ကပြောခဲ့ပါတယ်။ဒါကြောင့်အပြစ်ခတ်ရဲစဲရေးကိုသဘောတူထားတဲ့ခေါင်းဆောင်ပိုင်းကချိုးဖောက်ခဲ့တာမဟုတ်ပဲကြာပန်းလူတစုကပြစ်ခတ်ခဲ့တာပါ။ပြီးတော့ကံကောင်းစွာနဲ့ပဲအစ္စရေးတွေဘာထိခိုက်မှုမှမရှိခဲ့ပါဘူး။ဒါကြောင့်သမ္မတထရမ့်ကအစ္စရေးကိုတုံ့ပြန်မှုမလုပ်ဖို့တားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဒီနေရာမှာပြည်တွင်းနိုင်ငံရေးကိုထည့်စင်းစားရပါမယ်။အစ္စရေးတွေဟာ ပြည့်ခတ်ရစေးရေးချိုးဖောက်မှုကိုဘာတုံ့ပြန်မှုမှမလုပ်ဘဲလက်ခံထားလို့မရပါဘူး။ဒါကြောင့်သူတို့တိုက်ခိုက်ရပါမယ်။ဒီနေရာမှာသဘောတူညီချက်တစ်ခုရခဲ့ပါတယ်။အစ္စရေးတွေကအီရန်မှာရှိတဲ့ရေဒါတစ်ခုတည်းကိုပဲတိုက်ခိုက်ဖြစ်စီပြီးဒါဟာအီရန်ရဲ့ချိုးဖောက်မှုအတွက်အစ္စရေးရဲ့တုံ့ပြန်မှုဖြစ်လိမ့်မယ်။အဲဒီနောက်ဂျက်လီရင်တွေအကုန်ပြန်လာခဲ့ပါတယ်။ဒီလိုအချိန်မှာပဲသမ္မတထရမ့်ဟာအစ္စရေးနဲ့အီရန်ကြားကအခြေအနေကိုဖြေရှင်းဖို့ကြိုးစားရင်းအတော်လေးကိုဒေါသထွက်နေခဲ့ပါတယ်။ ူရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲအလွန်ပြင်းထန်တဲ့စေရီတိုင်းထွာတဲ့စကလုံးတစ်လုံးကိုရုတ်တံမှာပြောခဲ့ပါတယ်။ဒါဟာတမရတအူးကနိုင်ငံတော်ရုတ်တံထုံလွှင့်မှုမှာဒီလိုစကားမျိုးကိုတမင်တကာပြောခဲ့တာတမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ဒီအဖြစ်ပြက်ကနေတိုးထိပ်သည့်အစည်းအဝေးကိုတွားဖို့အတွက်သူ့ရဲ့တမရလေရင် Air Force 1ပေါ်မှာတက်ခင်ရဟတ်ယာဉ်ပေါ်မှာရှိနေတုန်းဖြစ်ခဲ့တာပါ။ဒီအခြေအနေကစစ်ဆင်ညှိနှိုင်းမှုတွေလုပ်နေချိန်မှာ အခြေအနေဘယ်လောက်တင်းမာပြီးစိတ်ဖိစီးမှုတွေများနေလဲဆိုတာကို ပြသနေပါတယ်။တမနာကိုတိုင်ကတော့သူ့ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အသည့်ဖြစ်ခဲ့တာကိုဒါကဖော်ပြနေပါတယ်။ဒီစကားတွေဟာအစ္စရေးနဲ့အီရန်ကြားကအပြစ်ခတ်ရဲစေးရေးကိုညှိနှိုင်းနေရင်တမနာထရန့်ဘယ်လောက်စိတ်ပျက်ပြီးဒေါသထွက်နေလဲဆိုတာရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီလိုအခြေအနေမျိုးကိုထိန်းချုပ်ဖို့စူးစမ်းရတာဟာသူ့အတွက်စိတ်ဖိစီးမှုတွေအများကြီးရှိနေပုံပေါ်ပါတယ်။ သူစကားတို့ရဲ့အတိတ်ပဲကိုတစ်ချက်ချင်းစီအသေးစိတ်ကြည့်ရအောင်ပါ။သတင်းတောက်တစ်ယောက်ကအီရန်ကငင်းချမ်းကြီးကိုချိုးပေါက်တယ်လို့ယုံကြည်လားလို့မေးတဲ့အခါထရမ့်ကဟုတ်တယ်သူတို့ချိုးပေါက်ခဲ့တယ်။ဒါပေမဲ့အစ္စရေးကလည်းချိုးပေါက်ခဲ့တယ်လို့ချက်ချင်းပြန်ပြေပါတယ်။ဒီနေရာမှာထရမ့်ဟာအီရန်ကဒုံးကျည်ပစ်တာမှန်တယ်ဆိုတာကိုလက်ခံလိုက်ပြီးသားပါ။ဒါပေမဲ့သူကအစ္စရေးကိုလည်းအပြစ်တင်ဖို့တွန့်ဆုံမနေခဲ့ပါဘူး။အစ္စရေးကအပြစ်ခတ်ရဲစေးကြီးကိုအပြစ်အဝလေးစားလိုက်နာတာမျိုးမလုပ်ဘဲ ပြန်လဲတုံ့ပြန်ခဲ့တဲ့အတွက်သူကနှစ်ဖက်စလုံးကိုအပြစ်တင်နေတာပါပြီးတော့အပြစ်ခက်ရစဲရေးကိုသူကိုယ်တိုင်ကြီးညာပြီးတာနဲ့အစ္စရေးဟာချက်ချင်းဆိုတလို့အီရန်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အတွက်မကြည်မနက်ဖြစ်နေပါတယ်သူရဲ့ဂျားဝင်ညီနိုင်မှုကိုအလေးမထားပဲလစ်လူရှုခံလိုက်ရတယ်လို့ခန်းစားရပုံရပါတယ်ဒါဟာသူ့အတွက်အရန်ကြီးမားတဲ့စိတ်ပျက်စရာကိစ္စဖြစ်ခဲ့ပါတယ်သူကအချိန်တစ်ခုပေးထားပြီးမှတုံ့ပြန်ဖို့ပြောခဲ့ပေမဲ့အစ္စရေးကချက်ချင်းတိုက်ခိုက်ခဲ့တာကိုသူအတော်လေးဒေါသထွက်နေခဲ့ပါတယ် နောက်ထပ်အနေနဲ့ထရမ့်ကအီရန်ရဲ့နောက်ဆုံးပစ်ခတ်မှုကတကယ်တမ်းဆိုရင်ကြီးကြီးမားမားအရေးမကြီးတဲ့ကိစ္စလေးတစ်ခုဖြစ်တယ်လို့ယူဆပါတယ်။ဒုံးကြီးကမာရွင်ပြီးပြစ်မိတာဖြစ်နိုင်ပြီးတော့ဗေဒုကူမှလည်းထိခိုက်မှုမရှိခဲ့တာကြောင့်ဒါကိုစိတ်ထဲမှာမထားဖို့အစ္စရေးကိုတိုက်တွန်းပါတယ်။ဒါကြောင့်အစ္စရေးအနေနဲ့ဒီလိုအသေးပွဲကိစ္စအတွက်ချက်ချင်းပြန်တိုက်ခိုက်တာကိုလက်မခံနိုင်ဘူးလို့ဆိုလိုတာပါ။သူကအသေးပွဲကိစ္စတစ်ခုကနေစစ်ပွဲကြီးတစ်ခုပြန်ဖြစ်လာမှာကိုစိုးရိမ်နေခဲ့တာပါ။ ဒီစကားတွေထဲမှာအရေးကြီးဆုံးနဲ့အတိတ်အဆုံးကတော့သူတို့ဘာလုပ်နေလဲဆိုတာတော့မသိတော့ဘူးဆိုတဲ့အပိုင်းပါပဲဒီစကားဟာပရိပခတ်တစ်ခုအပေါ်ကိုအလွန်စိတ်ပြက်လက်ပြက်ဖြစ်ပြီးရှုပ်ထွေးလွန်းလို့နားမလည်နိုင်တော့တဲ့သူ့ရဲ့ခံစားချက်ကိုပြသနေပါတယ်ထရမ့်ကအစ္စရေးနဲ့အီရန်နိုင်ငံစလုံးဟာနှစ်ပေါင်းများစွာစစ်တိုက်လာခဲ့လို့ဘယ်သူကဘာကြောင့်တိုက်နေတယ်ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဆိုတာမသိတော့တဲ့အခြေအနေကိုရောက်နေပြီလို့ပြောတာပါသူတို့ရဲ့လုပ်ရက်တွေက ဘာကြီးရဲ့ချက်မှမရှိတော့ဘဲဒေါသနဲ့ရှုပ်ထွေးမှုတွေကြောင့်ပဲဖြစ်နေတယ်လို့သူကမြင်ပါတယ်။ဒါဟာဒီပဋိပက္ခဟာအစုံးမဲ့တန်တရားလည်နေတဲ့အခြေအနေတစ်ခုဖြစ်ကြောင်းသူကထောက်ပြလိုက်တာပါ။ထရမ့်မှာငိမ့်ချန်ကြီးကိုချိုးဖောက်ခဲ့တဲ့နှစ်ဖက်စလုံးကိုအပြစ်တင်ခဲ့ပါတယ်။အထူးသဖြင့်သူ့ရဲ့သဘောတူညီချက်ကိုအလေးမထားဘဲတိုက်ခိုက်ခဲ့တဲ့အစ္စရေးအပေါ်ကို ပို့ပြီးဒေါသထွက်နေတာကိုတွေ့ရပါတယ်။သူဟာဒီပဋိပက္ခကဘာအကြောင်းပြချက်မှမရှိဘဲရှုပ်ထွေးပြီးရှေ့ချလွန်နေပြီလို့မြင်တဲ့အတွက် ဒီလိုဒေါသတကြီးပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာတော့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုစီကကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။ဒီကြေညာချက်ထဲမှာတော့အပြစ်ခတ်ရဲစေးရေးကိုမနက်9နာရီအရှိပိုင်းစံတော်ချိန်ည12နာရီမှာစတင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အစ္စရေးဘက်ကတော့မနက်3နာရီမှာတီဟီရန်မြို့လယ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးအီရန်ရဲ့အစိုးရပြစ်မှတ်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ရာပေါင်းများစွာကို ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အပြစ်ခတ်ရဲစေးရေးမစခင်မှာ အီရန်ကဒုံးကျည်အများအပြားပစ်ခတ်ခဲ့လို့အစ္စရေးနိုင်ငံသား၄ဦးသေဆုံးခဲ့ရပါတယ်။အပြစ်ခတ်ရဲစေးရေးစတင်ပြီးနောက်မှာလဲအီရန်ကချိုးဖောက်မှုတွေဆက်လုပ်ခဲ့ပါသေးတယ်။ည၁၂နာရီ၆မိနစ်မှာဒုံးကျည်တစင်ည၃နာရီ၂၅မိနစ်မှာနောက်ထပ်နှစ်စင်းပစ်ခတ်ခဲ့ပေမဲ့အစ္စရေးကအကုန်ဖျက်ဆီးနိုင်ခဲ့လို့ထိခိုက်မှုတော့မရှိခဲ့ပါဘူး။ဒီလိုချိုးဖောက်မှုတွေကြောင့်အစ္စရေးလီတပ်ကတီဟီရန်နားကရေဒါစက်ရုံတစ်ခုကိုပြန်လည်တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ သမ္မတ Trump နဲ့ဝန်ကြီးချုပ် Netanyahu တို့ရဲ့ဆွေးနွေးမှုတွေကြောင့်နောက်ထပ်တိုက်ခိုက်မှုတွေထပ်မံမဖြစ်အောင်ရှောင်ရှားနိုင်ခဲ့ပါတယ်။ဒီဆွေးနွေးမှုမှာ Trump ကအစ္စရေးဟာစစ်ပွဲရဲ့ရည်မှန်းချက်အလုံးကိုအောင်မြင်ပြီးပြီလို့ချီးကျူးခဲ့ပြီးအပြစ်ခတ်ရစဲရေးကိုယုံကြည်ကြောင်းပြောခဲ့ပါတယ်။အခုချိန်ထိတော့အပြစ်ခတ်ရစဲရေးဟာဆက်လက်တည်မြဲနေခဲ့ပါတယ်။အခုနျူကလ িয়ার ကိစ္စကိုကြည့်ရအောင်ပါ။ American ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေနဲ့ Uranium တန့်စင်ဆက် Centrifuges တွေကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ အီရန်က60ရာခိုင်နှုန်းတန်ဆင်ပြီးသားယူရေနီယံပေါင်900လောက်ကိုတော့တင်ဆက်နိုင်ခဲ့ပါတယ်။ဒါဟာနျူကလ িয়ার လက်နက်တွေအတွက်လိုအပ်တဲ့60ရာခိုင်နှုန်းအဆင့်တော့မဟုတ်သေးပါဘူး။ဒါပေမဲ့ဒီယူရေနီယံတွေနဲ့ပတ်သက်ပြီးညှိနှိုင်းမှုတွေလုပ်ရအောင်ပါပါ။သမ္မတထရမ့်ကတော့အီရန်နျူကလ িয়ার အစီအစဉ်ကိုဆက်လုပ်မလုပ်နဲ့ပတ်သက်ပြီးပြက်ပြက်သားသားပြောခဲ့ပါတယ်။သူကသူတို့ယူရေနီယံတန်ဆင်မှာမဟုတ်ဘူး။ယူကလ িয়ার လက်နက်လည်းရှိမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ သူကအီရန်ဟာကုန်သွယ်ရေးကောင်းပြီးရေနံလဲအများကြီးရှိလို့နျူကလ িয়ার လက်နက်မရှိရင်အဆင်ပြေသွားမှာပါလို့ပြောခဲ့ပါတယ်။နောက်ဆုံးအနေနဲ့သတင်းတော့ကအီရန်အစိုးရပြောင်းလဲတာကိုမြင်ကျင်လားလို့ထရမ့်ကိုမေးခဲ့ပါတယ်။ထရမ့်ကအကယ်၍ရှိမယ်ဆိုရင်ရှိမှာပေါ့ဒါပေမဲ့မမြင်ကျင်ပါဘူးလို့ဖြေခဲ့ပါတယ်။အစိုးရပြောင်းလဲရေးဟာရှုပ်ထွေးမှုတွေဖြစ်စေနိုင်လို့အတက်နိုင်ဆုံးမြန်မြန်ဆန်ဆန်ငြိမ်သက်သွားတာကိုပဲသူ့လိုချင်တယ်လို့ရှင်းပြပါတယ်။ အမေရိကန်ကအီရန်ရဲ့ပြည်တွင်းရေးနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့သဘောထားကိုသူပြသခဲ့တာပါ